မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရင်းမြွနယ်အခြေဆိုင်စကခ16လက်အောက်ခံကျောင်းရွာမှာရှိတဲ့ခမရ9ကိုတက်ဗဟိုကင်းကိုမော်တော်လမ်းရင်းနေရှစ်လေးလုံးနေအထိမ်းအမှတ်ဖြစ်နေ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ9ရက်နေ့မနက်7:00နာရီကအချိန်မှာရေးမြုံနယ်အခြေစားစကခ16လက်အောက်ခံကျောင်းရွာမှာရှိတဲ့ခမရ9ကိုတက်စစ်တပ်ရဲ့ဗဟိုကင်းကို88ကြိမ်မြောက်မွန်တော်လန်ရေးနေနဲ့၈လေးလုံးနေအထိမ်းအမှတ်အဖြစ်နဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လန်ရဲ့ရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့စီးရင်ကတော့အတိပြုတ်နေသေးဖြစ်ပါတယ်။စစ်ခွေးအင်အားကတော့ထောက်လန်းစုံစမ်းနေသေးပါ ဒီတိုက်ခိုက်မှုကဝါကောင်လာပြင်းနေမှာကြာရောက်တယ်မွန်တော်လန်ရေးနေ88ကြိမ်မြောက်အထိမ်းမှအနေနဲ့လဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုက8လေးလုံးအထိမ်းမှအနေနဲ့လဲကျွန်တော်တို့တွေတွားရောက်တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်မှုဖြစ်ပါတယ်ဒါကြောင့်ကျမတို့အနေနဲ့တော်လန်ရေးမှာပေးဆက်ခဲ့ရတဲ့သွေးကြွေးတွေအတော့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ MSRF ကပြောရေးဆိုခွင့်ရှိသူမိတ္တလညံကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနအောက်မှာရှိတယ်မွန်ပြည်ဒေါ်လန်ရေးတက် MSRF တို့ကပူးပေါင်းပြီးတော့တက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်ပလဲကန်ကောကားလမ်းပေါ်က ြန်တော်ရွာရဲစခန်းကိုပြန်ရဖို့အတွက်အချက်ဖတ်စစ်ခွေးအုပ်စုကအပြင်းထန်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းမန်းဆက်သွယ်ရေးအရာအချက်ချာကြသလိုစစ်ရေးအရာလည်းဗျူဟာကြတယ်။ကြန်တော်ရွာရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကဇွန်လ19ရက်နေ့ကလေးကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။လက်ရှိမှာကြန်တော်ရွာအနီးအင်မတီရွာပြူစောတိစခန်းကနေစစ်မှုထမ်းတင်နန်းစင်းတွေပါဝင်တဲ့ စစ်ခွေးစစ်ကြောင်းကကန်းတောင်ရွာကိုပြန်ရဖို့အတွက်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်မှုတန်းတင်တန်းဆင်းတွေကိုမူရစ်ဆေးတွေကျွေးပြီးတော့ရှေ့ကနေပြီးတော့အသေးခံတိုက်ခိုင်းပြီးတိုက်ခိုင်းနေတာဟုတ်ပါတယ်။တိုက်ပွဲကဆက်ဖြစ်နေပါတယ်။ စစ်ခွေးတွေအင်အားကအလုံးကျုံသုံးပြီးတော့ကန်တောင်ကိုပတ်ဝိုင်းထားတဲ့သဘောပါလို့ပြောပြထားပါဗျ။ကန်တောင်စခန်းကိုပြန်မပေးရဖို့အတွက် PLA ဥဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ခုခံကာကွယ်နေတာကြောင့်စစ်ခွေးအုပ်စုတွေစခန်းရဲ့အနီးကိုမကတ်နိုင်သေးပဲအထိနာပြီးတော့အချိန်ချင်းပြန်လည်ဆုတ်ခွာထွက်ပြေးနေရတယ်လို့ပြောပါဗျ။ကန်တောင်ရွာရဲစခန်းပြန်မပေးရဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေဟာအပြင်းထန်ခုခံနေပြီးတော့စစ်ခွေးအုပ်စုဘက်ကအထိနာပြီးဆုတ်ခွာနေရတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပြထားပါဗျ။ သူတို့ကန်းတောင်ရွာစစ်ကောင်စီတပ်စခန်းကိုဝင်သိမ်းပြီးတဲ့နောက်ပိုင်းအေမထီးရွာပြူစောတီစခန်းတွေကိုဝင်ပြေးသွားတဲ့စစ်ခွေးတွေနဲ့အဲ့ဒီရွာကပြူခွေးတွေနောက်ထပ်စစ်ကူထပ်ပြီးတဲ့စစ်ခွေးတွေနဲ့အတူခဲရန်တွေနဲ့စစ်ကြောင်းပြန်ထိုးဖို့အချိန်ချင်းလုပ်နေတာပေါ့ဒီကောင်တွေစူးစမ်းနေတာပါကျွန်တော်တို့ PLA တပ်တွေနဲ့တွေ့တဲ့အခါမှာဒီကောင်တွေတက်လန်ကြပြီးတော့ပြန်ဆုတ်ပြေးသွားပါတယ်ရန်သူဘက်ကအချိန်ချင်းထိုးစစ်တွေလန်လန်ကြနေတဲ့အတွင်းမှာ ရန်သူဘက်ကလည်းအယောက်၄90လောက်ကြာတာတွေရှိတယ်။ဒဏ်ရာရတာတွေလည်းအများကြီးပဲရှိတယ်လို့သိရတယ်လို့ပြောပြထားပါဗျ။ဩဂတ်စ်လ၂ရက်နေ့ကပလင်းမြို့နယ်ကမ်းတောင်ရွာရဲစခန်းကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့စစ်ခွဲအုပ်စုကအားပေးထောက်ခံသူတွေကသတင်းဖြန့်ခဲ့ပေမဲ့တကယ်မြေပြင်မှာတော့ PLA ပူးပေါင်းတပ်တွေဟာယနေ့အထိတိုင်ဆက်လက်ပြီးတော့ထိန်းချုပ်ထားဆဲဖြစ်ပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်နေတယ်လို့ဆိုပါရယ်ကမ်းတောင်ရွာစခန်းသိမ်းတိုက်ပွဲအတွင်းမှာ PLA ကစစ်ခွဲအုပ်စုရဲ့ဘုံကျဲတိုက်လေရင်တစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့လက်နက်ကင်မရာနေနဲ့ သုံးပန်းအချုပ်ကိုလည်းဖမ်းဆီးရရှိခဲ့ပြီးတော့သုံးပန်းတွေကိုတော့ပြီးခဲ့တဲ့ဇူလိုင်လထဲမှာပြန်လွတ်ပေးခဲ့တယ်လို့ဆိုပါရယ်ကန်းတော်ရွာရဲစခန်းဟာပလဲမြို့နယ်ခွန်နမိုင်ကန်သာကွာဝေးပြီးတော့ပလဲကန်ကိုလမ်းပိုင်းဖြစ်တဲ့အာဆီယံလမ်းမကြီးပေါ်မှာတရှိကအဲ့ဒီလမ်းပိုင်းကအိန္ဒိယနိုင်ငံအထိသွာလာနိုင်တယ်လို့ကန်းတော်စခန်းရဲ့အနောက်မြောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီအုပ်စုရဲ့ ကာကွယ်ပစ္စည်းဆက်ရုံကပါစ23နဲ့အနောက်တောင်ဘက်35မိုင်အကွာကကပါစ24တို့တရှိတယ်လို့သိရပါတယ်။ကမ်းတောင်ရွာအပဝင်ပလဲနယ်ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့စစ်ကောင်စီအုပ်စုရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ပလဲနယ်ကကျေးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာစစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတာနှစ်လကျော်ကြာနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲများမှာစစ်မှုထမ်းများကိုရှေ့တန်းကနေတိုက်ခိုင်းပြီးတော့တေဆုံးသွားတဲ့အခါမှာတေချာစွာတကြိုပီးခြင်းမရှိပဲခွေးသေးဝက်သေးတွေလိုမျိုးစစ်တပ်ကအလောင်းများကိုစွန့်ပစ်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းတပ်သားမောင်မောင်ဝင်းဟာရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တင်ငန်းကျွန်းကြီးရွာမှာနေထိုင်ပြီးတော့ဇာတိဟာရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ဒီပါယုံကြီးရွာမှာမွေးဖွားခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗျ။မတ်လ9ရက်နေ့ညနေပိုင်းအလွတ်လွတ်ရွာမှာ မင်္ဂလာရုံမြို့နယ်အလဲပေါက်စက်မှုဇုံမှာရှိတဲ့စက်ရုံကနေအလုတ်ဆင်းလာပြီးတဲ့နောက်တငယ်ချင်းရဲ့နေအိမ်ကိုအလဲလိုက်သွားတယ်လို့ပြောပြခဲ့ပါတယ်။အခုလိုလိုက်သွားပြီးတဲ့နောက်ည7:00နာရီဝန်းကျင်လောက်မှာပြန်လာတဲ့အချိန်ရက်ွက်အုပ်ချုပ်ရင်းမှုနဲ့အပေါင်းပါများကစိုက်ကဲတခိုးဆိုပြီးတော့ဆွဆွဲကစစ်တပ်ထဲကိုပို့ဆောင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မော်ဘီမြို့နယ်အမှတ်၈ဂျိုးဖြူလေးကျင်ရေးတန်တန်းကျောင်းမှာစစ်မှုထမ်းအပတ်စဉ်စက်တဲ့တန်တန်းကိုတက်ရောက်ခဲ့ရပြီးတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှေးတန်းဆင်းမြတ်နာပြင်ကိုပို့ဆောင်ခံရကအဲ့ဒီကမှတဆင့်အေအေထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မောမန်တင်တန်းတက်ပြီးတော့စစ်စင်ရေးထွက်မယ်အထုပ်တွေပြင်မယ်ဆိုပြီးတော့ကျွန်တော်တို့ကိုခိုင်းပါတယ်ကားပေါ်ကိုရောက်တော့ရန်ကုန်တိုင်းဒေသကြီးတိလဝါသင်းမော့စိတ်ကန်းကိုပို့ဆောင်ခဲ့ပါတယ်ဘယ်ကိုသွားရမလဲဆိုတာကျွန်တော်တို့မသိရပါဘူးသင်းမော့စိတ်ကိုရောက်တော့မေးလည်းမဖြေဘူးသင်းမော့စထွက်တော့မှရခိုင်ပြည်ကြောက်ဖြူကိုစစ်စင်ရေးထွက်ရမယ်မှန်းကျွန်တော်တို့တွေစတည်လာပါကြောက်ဖြူကိုစရောက်ကလေးကဘိုးကြီးဟိန်းထက်ဆန်အပါဝင်ကျွန်တော်တို့ပြည်သူစစ်73ရောက်ပါ 2025 6လပိုင်း29ရက်နေ့မှာစရောက်တာပါလို့၎င်းကရှင်းပြထားပါဗျ။ကြော့ဖြူရဲ့ရှေတန်းစစ်မြေပြင်တွေမှာစစ်တပ်ကစစ်မှုထမ်းတပ်သားတွေများကိုအတင်းအကြပ်ရှေတန်းကနေတိုက်ခိုင်းခဲ့တယ်လို့ပြောပါဗျ။စစ်မှုထမ်းတပ်သားတွေများတေဆုံးတဲ့အခါမှာလည်းမြေချင်းကိုတရောင်ဝင်းကျင်တိမ့်တိမ့်လေးတူးပြီးတော့မြေဖို့ပြီးအမိကန်သားတကြိုခဲ့တယ်လို့ပြောပါဗျ။တိုက်ပွဲမှာတေဆုံးသွားတဲ့ရဲဘော်တွေကိုတေးချစွာတကြိုပေးခြင်းမရှိပဲ ွေးတွေဝက်တွေလိုမျိုးစုံပြမှုများကိုလည်းကြုံတွေ့ခဲ့ရကြောင်း၎င်းကရှင်းပြထားပါဗျ။အရခတက်တော် AA နဲ့ထိတွေ့မှုဖြစ်တိုင်းကျွန်တော်တို့ပြည်သူစစ်တွေချိန်မောင်းပြီးတော့ရှေ့ကိုတက်ခိုင်းပါတယ်ပြည်သူစစ်တွေကြပါတယ်သူတို့နဲ့နေတဲ့ပြည်သူစစ်တွေကြသွားရင်ခေါင်းကနေဆွဲပြီးတော့မြေမြုပ်ပါတယ်မြေမြုပ်တဲ့အခါကျရင်လဲချင်းကတရောင်လောက်ပဲတူပြီးမြုပ်တာ အဝေးကနေလှမ်းကြည့်ရင်တော့မှကျွန်တော်တငယ်ချင်းတွေရဲ့အလောင်းတွေကိုလှမ်းမြင်နေရပါတယ်အဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်လို့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားမောင်မောင်ဝင်းကရှင်းပြထားပါတယ်ဒါအပြင်စစ်မှုထမ်းတပ်သားများကိုရှေ့တန်းကိုတက်ပြီးတော့မတိုက်ရင်နောက်ကနေတနက်နဲ့ပြစ်မယ်ဆိုပြီးတော့ချင်းချောက်တယ်လို့ပြောပါတယ်ရှုံးနေပြီးတော့နောက်ပြန်ဆုတ်လိုက်ရင်လည်းတိုက်ခိုက်ခံရမယ်လို့ချင်းချောက်ပြီးစစ်တိုက်ခိုင်းနေတယ်လို့ပြောပါရယ်စစ်မှုထမ်းတပ်သားတဲ့များရဲ့အသက်ကိုစစ်တပ်ကမန္တန်မျိုးပဲတေဆုံးတဲ့အချိန်မှလဲခွေးတွေဝက်တွေများလို့စွန့်ပစ်ထားခဲ့တယ်လို့သူကရှင်းပြပါရယ် ပြည်သူစစ်တွေကသူတို့အတွက်ဘာတံမိုးမှမရှိဘာအေးမှမထားပါဘူးတင်းရင်လဲခွေးတွေဝက်တွေတေးတယ်လို့ပဲစွန့်ပစ်ထားခဲ့တာဒါကြောင့်ကျွန်တော်တို့ရဲ့အာဏာအောက်မှာမနေနိုင်မဲနဲ့ထွက်ပြေးလာခဲ့တာပါလို့အလင်းဝင်လာတဲ့စစ်မှုရမ်းတပ်သားမောင်မောင်ဝင်းကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ကအခုလအတွင်းမှာဖွင့်လှစ်မယ်စစ်မှုရမ်းအပတ်စဉ်16အတွက်လူငယ်အရေးအတွက်ပြည်မိခြင်းမရှိတဲ့အတွက်ရန်ကုန်အပါအဝင်မြို့ကြီးများမှာတကားမရှိဒါမရှိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးကစစ်တပ်ထဲကိုဆွဲသွင်းမှုများဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာစစ်သားများကအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ခြင်းကြောင့်ပြူစောတိဒုခေါင်းဆောင်တအုပ်ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ10ရက်နေ့လောင်းလုံးမြို့နယ်ကြောင်းနေမော်ရွာကပြူစောတိဒုခေါင်းဆောင်ကိုလားဟာ လက်နက်ခဲယမ်းများကိုယူဆောင်ပြီးတော့နောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထမ်းမှအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။ပြူစောတိဒုခေါင်းဆောင်ကိုလားဟာအကြမ်းမဲ့စစ်သားများကအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ခြင်းကြောင့်စစ်တပ်ကိုပြန်လည်တိုက်ခိုက်ရန်လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်းပြောဆိုထားပြီးတော့၎င်းကိုလက်ရှိအချိန်မှာကောင်းမွန်စွာဆက်လက်ဆောင်ရှောက်ထားကာစစ်ဆေးမင်းများမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။၎င်းအလင်းဝင်လာတဲ့အချိန်မှာတနက်တလက်လက်ပြဘုံ၃လုံး၊အီနာဂါတလုံး၊ကြီအတောက်၂၀၀၊စကားပြောဆက်တလုံးနဲ့ဆိုင်ကဲတစ်စီးတို့ကိုယူဆောင်လာတဲ့အတွက်ကြောင့်လက်ရှိအချိန်မှာကနအူးငွေချက် သိန်း30အချင်းမြေပေးထားတယ်လို့ပြောပါတယ်။သူကအဆက်အသွယ်မရှိဘဲနဲ့အလင်းဝင်လာတော့ကျွန်တော်တို့ရဲဘော်တွေကိုတွေ့တော့ပျော်ပြီးတော့ထအော်တာအောင်ပြီဆိုပြီးတော့ကျွန်တော်တို့လည်းနှွေးနှွေးထွေးထွေးကြိုဆိုခဲ့ပါတယ်။ကြောင်းနေမော်ရွာမှာရှိတဲ့စစ်ခွေးတွေစီးနေနေတဲ့ကားဆိုင်ကနေထော်လာကြီးတွေကိုလည်းသူကဘေးတွေကိုဖြုတ်ထားခဲ့ပြီးတော့ထွက်လာတာကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့စစ်တပ်ကိုပြန်တိုက်မယ်လို့ပြောပါတယ်။သူ့ကိုကောင်းကောင်းမွန်မွန်ထားတာပြီးစစ်ဆေးစောင့်ကြည့်တာတွေလှုပ်ဆောင်နေပါတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်။ အခုလိုမျိုးပြူစောတိဒုခေါင်းဆောင်ထွက်ပြေးလာပြီးတဲ့နောက်ကြောင်နေမော်ရွာမှာရှိတဲ့ပြူစောတိများကိုစစ်တပ်ကလက်နက်ပေးကန်ခြင်းမရှိတော့ဘဲဖုန်းများကိုလည်းတင်စီထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကပတရားမှာရှိတဲ့ဇင်ခံအိမ်တလုံးကိုဝင်းအောင်စီးနေတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တဲ့ Sex Life Streamer တရုတ်နိုင်ငံသား၅ဦးစီကနေတင်စီရမိခဲ့တဲ့တပ်တေကံပစ္စည်းတွေထဲမှာမြန်မာနိုင်ငံကူးလက်မှတ်တစ်ခုပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖမ်းမိသူအလုံးဟာအသက်48နှစ်ကနေပြီးတော့53နှစ်ကြာအမျိုးသား3ဦးနဲ့အသက်26နှစ်နဲ့အသက်24နှစ်အရွယ်မိန်းကလေး2ဦးတို့ဖြစ်တယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဖမ်းဆီးရမိတဲ့သူတွေအလုံးဟာပြည်ုပ်နိုင်ငံသားတွေဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်သူတို့ဟာညဉ့်ဉန်းရုပ်တံရိုက်ကူးပြီးတော့တရုတ် online platform တစ်ခုကနေတိုက်ရိုက်ထုတ်လွှင့်တာကြီးစုသူတွေစီကနေပြီးတော့ငွေကြေးကောက်ခံတာဖြစ်တယ်လို့သိရပါတယ်ကြီးစုသူတွေရဲ့ခိုင်းစေချက်အတိုင်းလုံဆောင်ပေးပြီးအပေါ်ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ထိုင်းသတင်းကဖော်ပြထားပါတယ်ထိုင်းရဲတပ်ဖွဲ့ကတရားမဝင်လုံဆောင်နေတဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့ဓာတ်ရိုက်ထုတ်လွှင့်နေတဲ့အချိန်အတွင်းမှာဝင်ရောက်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ဖမ်းဆီးတဲ့အချိန်မှာလိန်နဲ့ဆက်ဆက်တဲ့အယုတ်တွေ၊ကွန်ဒုံးတွေ၊ကင်မရာတွေ၊ဖုန်းတွေနဲ့ဓာတ်ရိုက်ထုတ်လွှင့်ဖို့ဆက်ဆက်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံသားတွေကိုအွန်လိုင်းကနေတဆင်လိန်ပိုင်းဆိုင်ရာအကြောင်းအရာတွေကိုစီးပွားအဖြစ်ဖြန့်ဝေမှုနဲ့အရေးယူထားတယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။ တရုတ်နိုင်ငံသားတွေနဲ့အတူမြန်မာနိုင်ငံကုလက်မှတ်ကိုတွဲရှိလာတဲ့ပတ်သက်ပြီးတော့ထိုင်းရဲတပ်ဖွဲ့ကအသေးစိတ်ထုတ်ပြန်လာတာတော့မရှိပါဘူးပြီးခဲ့တဲ့ဇူလိုင်လမှာရန်ကုန်မြို့လှိုင်သာယာမှာလဲအလားတူညဉ့်ညမ်းရုပ်တံရိုက်ကူးပြီးတော့တရုတ် online platform တစ်ခုကနေဓာတ်ရိုက်ထုတ်လွှင့်နေတဲ့တရုတ်နိုင်ငံသားတချို့ကိုဖမ်းဆီးရမိပြီးလူကုန်ကူးမှုပုံမှန်နဲ့ထောင်ဒဏ်တသက်တကြုံချမှတ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းအပတ်စဉ်16အတွာမန္တလေးမြို့မှာပေါ်တာဆွဲတာတွေမဲပေါက်ထားတဲ့သူတွေကိုနေအိမ်အတွင်းဝန်ဖမ်းတာတွေစတင်ပြုလုပ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်16အတွာမဲပေါက်တဲ့သူတွေကိုမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ညောင်ခွဲရပ်ကွက်မှာနေအိမ်ထဲအထိကိုဝင်ရောက်ဖမ်းဆီးတာအလုပ်ယုံတွေထဲအထိကိုလိုက်လံဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့မြို့ကန်တွေကပြောပါရတယ်။ ၃ရက်လောက်ရှိနေပါပြီမတရားကိုပေါ်တာဆွဲနေတာည၈နာရီလောက်ဆိုရင်လမ်းပေါ်မှာလူတွေရှင်းနေပြီညောင်ခွဲရက်ကွက်မှာဆိုရင်မဲမပေါ့ရင်လည်းမိရင်ဖမ်းခေါ်သွားတာပဲလို့ရက်ကွက်နေပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ဩဂတ်လ6ရက်နေ့ကလည်းပြည်ကြီးတကောမြို့နယ်ကအမျိုးသားတအူးကိုစစ်မှုထမ်းမဲပေါက်ထားတယ်ဆိုပြီးတော့ည၈နာရီအချိန်မှာနေအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်ဩဂတ်လ9ရက်နေ့မနက်10:00နာရီကလည်းမဟာအောင်မြေမြို့နယ်တဲကရေကဲမုတ်အလုတ်ရုံအတွင်းထဲကိုဝင်ပြီးတော့ယောက်ျားလေး၃ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ အကြဘတ်စစ်ခွေးတပ်ကစစ်မှုထမ်းတွေကိုအသုံးပြုပြီးတော့မန္တလေးတိုင်းနဲ့သခိုင်းတိုင်းတွေမှာဆက်လက်ပြီးတော့ထိုးစစ်ဆင်နေပြီလက်ရှိမှာမန္တလေးတိုင်းအတွင်းကမရိယာမြို့နယ်၊တပိတ်ချင်းနယ်၊ပြည်ဦးလွင်မြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ